Hello everyone. အားလုံးမင်္ဂလာပါ။ဒီနေ့မှာတော့ CIA နေပြီးတော့မြန်မာနိုင်ငံကျောင်းတောင်တူတွေမလေးရှားကိုကျောင်းလာမတက်ခင်တိထားတဲ့အချက်လေးတွေကို share လုပ်ပေးသွားမှာဖြစ်ပါတယ်။ CIA ရောအခုလက်ရှိမလေးရှားနိုင်ငံ Inter University and College Subang Campus မှာ first year အနေနဲ့ Biomedical Science Major ကိုတက်ရောက်နေတဲ့ကျောင်းသူဖြစ်ပါတယ်။ဆိုတော့ဒီ video လေးကိုစဉ်းစားရင်အဆုံးသတ်ချင်ပါဦးเนาะ။ ထမဆုံးတစ်ချက်နေနဲ့ဒီယိုမလာခင် University သို့မဟုတ် College တိကျရေးစစ်ချင်ပါတယ်။တတိယသလောက်မြန်မာကျောင်းသားတွေအရေးများတဲ့အကြောင်းတွေကတော့ technology အပိုင်းမှာဆိုရင် Asia Pacific University ကိုအရွေးများပြီးတော့ American Transfer Program မှာဆိုရင်တော့ INTO အရွေးများကြပါတယ်။ခုအနေနဲ့ Malaysia မှာ၄နှစ်လောက်ပွဲရအထိတက်ဖို့စဉ်းစားထားရင်တော့ Malaysia မှာ ranking ကောင်းတဲ့ကျောင်းတွေဖြစ်တဲ့ Sunway တို့ Taylor တို့ကိုရွေးချယ်ဖို့အကြံပြုချင်ပါတယ်။ဒါမှမဟုတ်ကိုက Transfer Program တွေ join မယ်ဆိုရင်တော့ဈေးသေးသေးရှိတဲ့ကျောင်းတွေကိုရွေးချယ်တင်ပါတယ်။ခုခေတ်မှာကျောင်းလျှောက်ရအရန်မခက်ခဲတဲ့အတွက်ကိုကိုတိုင်းကိုတက်မဲ့ကြောင်းကို email နဲ့တစင် reach out လုပ်တာမျိုးတွေအလုပ်ဖို့လည်းအကြံပြုချင်ပါတယ်။ဒီရက်တစ်ချက်နေနဲ့ကိုပါ program join မလဲဆို ချောအားတရားဆုံးဖြစ်စီချင်ပါတယ်ဒီ topic ကတော့အရေးကြီး topic တွေမှာပါရဲပေါ့နော်ဆွီတက်နေရဲ့ကို Inti University and College မှာတော့ program ၃ခုအဓိကရှိပါတယ် American Transfer Program Diploma Bachelor ဆိုပြီးတော့အဓိက၃မျိုးရှိပါတယ်ဆွီဘာဝင်မြန်မာကျောင်းသားတော်တော်များများကတော့ဒီ American Transfer Program ကို join ဖြစ်ပါတယ် AUB Program ဆိုတာကတော့ 2+2 Program လို့ပြောလို့ရပါတယ်မလေးရှားမှာနည်းနည်းတက်ပြီးတော့ဂျန်နဲ့နည်းနည်းကိုဒီ US တို့မဟုတ်ကနေဒါမှာရှိရဲ့အာ internet ပါတနာရှိထားတဲ့အကြောင်းတော်လကောင်းတ ခြားကျောင်းတော်သကောင်းပေါ့နော် credit transfer ပြီးတော့တက်လို့ရတဲ့ program ဖြစ်ပါတယ်တချို့ကျောင်းကလည်း diploma program ပဲ join ကြရရှိပါတယ်ဒီမှာ C တခုပြောချင်တာကတော့ transfer program တိုင်းကအဲလော်လကူကူ transfer လို့ရမှာတော့မဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့ကျောင်းရဲ့အမတ်ပေါ်မှာမူတည်ရဲ့ပြီးတော့ visa process ပေါ်မှာလည်းမူတည်တဲ့အတွက်အဲဒါလေးကိုလည်းထည့်သွင်းစဉ်းစားစေချင်ပါတယ်နောက်ဆုံးအချက်အနေနဲ့ကိုတက်ချင်တဲ့မေဂျာကကိုရှောက်မဲ့ကျောင်းမှာရှိမရှိလေ့လာစေချင်ပါတယ်။ဒါကတော့လူတိုင်းအတွက်မဆိုင်ပေမဲ့တချို့လူတွေကိုအသိပေးချင်တာပါ။ ဥပမာပြောမယ်ဆိုရင် INTI ရဲ့ American Transfer Program မှာ major တော်တော်များများကို transfer လုပ်ရတာအဆင်ပြေပေမဲ့ကျိုးမိကြရဖြစ်တဲ့ interior တို့ architecture တို့ဆိုရင်တော့အခက်အခဲလေးတွေရှိနိုင်ပါတယ်။ဘာလို့လဲဆိုတော့ architecture ရဲ့ interior design တို့မှာအဓိကပါရဖြစ်တဲ့ design subject တွေကို AUB program မှာမပေးထားပါဘူး။ဒီဟာကိုအနေနဲ့ transfer လုပ်တဲ့အခါမှာ credit မရှိတဲ့အတွက်ခက်ခဲနိုင်ပါတယ်။ဒါကြောင့်ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့အစိုးရအနေနဲ့ဒီ American transfer program join တာထက် diploma တို့ bachelor တို့ကို join တာကပိုပြီးအဆင်ပြေလို့မြင်မိပါတယ်။ဒါကြောင့်ကိုယ်နေနေမလာခင်ကိုယူထားတဲ့ program ကကိုယူမဲ့ subject နဲ့အဆင်ပြေမပြေကြိုးပြီးတော့လေ့လာကြည့်ချင်ပါတယ်။ဆိုတော့ဒီနေ့ video လေးကဒီလောက်ပါပဲ။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်တဲ့ video တွေမှာတွေ့ကြပါမယ်။